ိုရတာနဲ့ကျင်တ်တယ်ဆိုတာရတာနဲ့ကျင်တ်ရမယ်ရတာနဲ့မကျင်တ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရချင်တဲ့လောက်ရသလားကိုရတာနဲ့တန်တဲ့လောက်ပဲတနည်းအားဖြင့်အကြောင်းရှိတဲ့လောက်ပဲရမှာလားအကြောင်းရှိတဲ့လောက်ပဲရမှာဗျာဟုတ်လားအေးရချင်တာတော့အများကြီးပေါ့ဗျာဟုတ်လားရချင်တာတော့အများကြီးပေါ့သို့တော့နည်းနည်းတန်ရင်နည်းနည်းပဲရဟုတ်လား အဲ့ဒီမှာရတာနဲ့ကျင်နေရမယ်ဒီတော့တခါကြီးဒီမကြီးတို့ဦးဇင်းတို့တတွေတတ္တဝါတွေဟာများသောအဖြစ်တန်တုဋ္ဌီရဲ့အရာသာကိုမခံစားကြရတာကများတယ်မရောရဲနိုင်မှုမတင်းတိမ်နိုင်မှုလောဘတွေကရှိကိုရှမ်းရှမ်းတက်ဒီလိုဖြစ်နေတာကိုယ်မှာရှိနေတဲ့အခြေအနေကိုတခါလေကောင်းတာလေးတွေရှိတာတော့ကောင်းတာရှိတယ်လို့အတိအမှတ်မပြုမိဘူးဟုတ်ရဲ့လားဆိုကြပါစို့ ီကျင့်တတ်မှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်ကအင်မတန်ပြောခြင်းတရားဓမ္မတို့ဥစဉ်တို့အခုဝါယုံတော့စားရတယ်မဟုတ်လားစားရတယ်လှယုံတော့ဝင့်ရတယ်မဟုတ်လားမိုးလုံလေလုံရော နေရတယ်မဟုတ်လားကျမ်းမာရေကောကောင်းလားအော်ဟဲ့ညင်းညူနေရတော့အခြေအနေမဆိုးဘူးမဟုတ်လားဒါနပြုခြင်းနဲ့ဆိုရင်ကိုယ်နဲ့တဏ္ဍာလေးပြုခွင့်ရှိတယ်သီလဆောက်တည်ခြင်းနဲ့ဆိုရင်ပစ္စည်းတောင်မလိုဘူးဆောက်တည်လို့ရတယ် အတိညာဏ်တွေမေတ္တာတွေဖြစ်အောင်လုပ်မယ်ဆိုရင် လှုပ်ခွင့်ရှိကောင်းလိုက်တဲ့အခြေအနေဟင်စားနေရတယ်ဝတ်နေရတယ်ဗျာဘူးလုံးလေးလုံးနေရတယ်ဗျာကျန်းမာရေးကောင်းတယ်ဗျာမသေးသေးဘူးဗျာအခုအသက်ရှင်နေတယ်ကောင်းတာမှန်သမျှကိုယ်တာလှုပ်ချင်တယ်ဆိုရင်အကုန်လှုပ်လို့ရတယ်ဗျာမကောင်းဘူးလား ကောင်းတယ်နော်အဲ့ဒီကောင်းတာတွေကို မေးပြီးတော့တခါတလေမောပြီးတော့မကြည်မနှက်နဲ့ရချင်နေတာကိုတန်တုဋ္ဌီကရှိမှမရှိပဲကို ဟုတ်လား အဲ့တော့ဘယ်နှခါလောက်ငါစဉ်းစားဘူးလေကိုကိုကိုပြန်စဉ်းစားကြည့်စမ်းပါငါချမ်းမာရေကောင်းလိုက်တာပျော်လိုက်တာလို့ဘယ်နှခါစဉ်းစားဘူးလေစဉ်းစားဘူးတယ်စဉ်းစားဘူးတယ်ဆိုရင်တော်တာပေါ့ဗျများသောအားဖြင့်ချမ်းမာရေကောင်းတာဟာလေးကိုဘယ်အချိန်ကျမှတန်ဖိုးထားလဲဆိုရင်ဆေးရုံဆေးကန်းရောက်မှတန်ဖိုးထားတာဟင်ဒကမကြီးတွေအဲ့ဒါဟုတ်လားအဲ့ဒီအချိန်ကျရင်တော့တိတ်ချမ်းမာရှင်ပြီတချိန်တုန်းကချမ်းမာခဲ့တာလေးကိုတော်တော်လွမ်းတယ်အခုချမ်းမာနေပါတယ်ဒါလေးကိုတန်ဖိုးထားပြီးတော့ပျော်လိုက်စမ်းပါ ဟုတ်လားကဲအခုမသေးသေးပါဘူးကောင်းတာတွေအကုန်လုံးလုတ်ခွင့်ရှိတယ်ရှင်သန်းနေတယ်စိတ်တခွန်အားတွေကိုကာယခွန်အားတွေကိုပြည့်စုံလို့ဉာဏ်နေနဲ့လည်းပြည့်စုံလို့ကောင်းကျင်တပဆုလို့ရှိရင်မူထီအောင်ကောင်းလို့ရတယ်ဟင်အဲ့ဒီလိုကောင်းနိုင်ခွင့်ရှိတဲ့ဒီရှင်သန်ခြင်းငါအသက်ရှင်နေတာပျော်လိုက်တာပိတ်သက်ရစဉ်းစားတဲ့နယ်လို့ထင်တယ်ဗျာကျုပ်ကတော့အသက်ရှင်နေတာငါအခုရှင်နေတာနော်ပျော်စရာကောင်းတယ် မကျင်တတ်သင့်ဘူးလားဒါပေမဲ့လူတွေဟာအဲ့ဒီလိုကျင်တတ်မှုကိုဘယ်ချင်းကြမှယူမှာလဲလို့မေးရင်တေဃာနီးကြမှယူမယ်ထင်တာပဲတေရတော့မယ်ထင်တော့မှတဏှာကြီးလောက်ပဲပူနေရနေရတရက်လောက်ပဲနေရနေရဆွဲဆန့်ကျင်နေဗျာအဲ့အဲ့ဒါလေးတွေကိုပြန်တွေးပြီးတော့ကျင်တတ်ရမယ်ရှေ့ကိုတုတ်တက်အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အေးတုတ်တက်တယ်ဆိုတာကလည်းတုတ်တက်ချင်းယုံမြနဲ့တုတ်တက်တာမဟုတ်ဘူးတုတ်တက်เสียအကြောင်းနေပြည့်စုံအောင်ဖန်တီးနိုင်မှတုတ်တက်တာ ဟုတ်ရလားအဲ့တော့တိုးတက်ခြင်းနဲ့ဆိုရင်လည်းအများကြီးကြိုးစားเนาะအများကြီးကြိုးစားကံတွေဉာဏ်တွေဝိရိယတွေကောင်းအောင်ကြိုးစားရင်မတိုးတက်ပြီဘူးလားတိုးတက်မယ်အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲကိုယ်ဖြစ်နေတဲ့အခြေအနေလေးကိုယ်ရနေတာလေးနဲ့ကျင့်တဲ့စိတ်နှစ်သက်နိုင်တဲ့စိတ်ကိုလည်းပဲတပြိုင်တည်းမွေးမြူဖို့မလိုဘူးလားလိုတယ်လိုတယ်ဗျဟုတ်လားတခါကြီးမိုက်မြန်ဖန်ခွက်ထဲမှာရေတဝက်ရှိတယ်တဲ့ တချို့သောပုဂ္ဂိုလ်တွေကကြည်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ရော့နေတယ်ကွာလို့မြင်နေတယ်တချို့သောပုဂ္ဂိုလ်တွေကကြည်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ကြီးတောင်ပြည့်နေတယ်လို့မြင်နေတယ်တူနိုင်မမလားချမ်းသာခြင်းမတူနိုင်ဘူးဟိုလူကရော့နေတာမြင်တာဟိုလူကပြည့်နေတာကိုမြင်တာတက္ကရာမတွေဘာတွေကိုမြင်နေလဲပြည့်နေတာကိုမြင်တယ်တော်တာပေါ့နော်အဲ့လိုဆိုရင်တော့ဦးစင်းကတော့တိတ်မယုံပါဘူးရော့နေတာတွေမြင်တယ်ပဲထင်နေတာ ဒါကြောင့်အမြဲတမ်းလိုနေတယ်လိုနေတယ်လိုနေတယ်အလိုဆန္ဒတွေက အမြဲတမ်းရှိနေတယ်အလိုဆန္ဒတွေအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်စိတ်ကလည်းအမြဲတမ်းမောနေတယ်ကိုယ်မှာရှိတဲ့အဆင်ပြေမှုလေးတွေကိုခောက်ထားပြီးတော့ကိုယ်မှာမရှိတဲ့အဆင်ပြေမှုတွေကိုတန်းတပ်ပြီးတော့အချိန်တိုင်းမောနေတယ်အဲ့ဒါလို့ထင်တာဟုတ်လားမသိ